်မင်္ဂလာပါရှင်ရောင်းဝခဲ့တဲ့ channel နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်အခုတကောင်မှာတော့အကြံဖက်စစ်တပ်ကိုစစ်ရေးကူညီပေးနေတဲ့ဘယ်လာရုစ်နိုင်ငံတမရမြန်မာပြည်လာဖို့ရှိနေအကြံဖက်အာဏာသိမ်းခေါင်းဆောင်မြောင်လိုက်ရဲ့အကမဟာတရီစီတူဘွဲ့ချင်းမြင့်ခံထားရတဲ့ဘယ်လာရုစ်နိုင်ငံတမရဟာမြန်မာနိုင်ငံကိုချစ်ချည်ခီးစဉ်လာရောက်ဖို့ရှိနေတယ်လို့သိရပါဗျာ အာနာသိန်းကောင်းဆောင်မြောင်းလေရဲ့ဂျပန်စစ်တပ်ဘယ်လာရုစ်နိုင်ငံစီကစစ်ရဲကူညီများစွာရရှိထားခဲ့ပြီးဒီနှစ်တွင်မှာပဲမြောင်းလေရဘယ်လာရုစ်နိုင်ငံမြို့တော်မင်စကိုနှစ်ကြိမ်တိုက်သွားခဲ့ရပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့မတ်လတွင်မြောင်းလေရဘယ်လာရုစ်နိုင်ငံဒုတိယကြိမ်တောက်ထားခဲ့တာဖြစ်ပြီး၈လကြာမှာဘယ်လာရုစ်နိုင်ငံသမ္မတကမြန်မာနိုင်ငံကိုချစ်ကြည်ရေးလာရောက်မှဖြစ်တယ်လို့စစ်တပ်ထုတ်ပြန်ချက်တွေရသိရပါတယ်။ဂျပန်စစ်ကောင်းဆောင်မြောင်းလေရက ဘယ်လာရုစ်နိုင်ငံကိုတွားရောက်ပြီးစစ်ရေးနဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်ဖို့တောင်းဆိုထားခဲ့တယ်လို့ဒုတိယကြိမ်မြောက်ခီးစဉ်တွင်ဘယ်လာရုစ်နိုင်ငံသမ္မတကိုအကမဟာတရီစီတူပွဲကြီးမြင်ခဲ့ရပဲဖြစ်ပါတယ်ပြည်ကလာပိုင်းကလည်းဘယ်လာရုစ်နိုင်ငံကအမှုပညာရှင်ဖွဲ့မြန်မာနိုင်ငံကိုရောက်လာပြီးရန်ကုန်မန်လေးနဲ့ပြည်ဦးနယ်မြို့တွေစီတောင်းအောင်လဲပက်ခဲလို့ဆေးရုပ်စုထုတ်ပြန်ချက်တင်ရသေးပါတယ်။ အခုနှစ်တည်းထုတ်ပြန်တဲ့ Justin for Myanmar ရဲ့ထုတ်ပြန်ချက်ကဘယ်လောက်နိုင်ငံအကြံဖက်စစ်တပ်အတွက်တည်တံ့ဒီဇိုင်းရေးဆွဲထားလေးချောင်းကာကွယ်မိတ်ပေးစနစ်ရောင်းတာစစ်လက်နက်ထုတ်လို့ရမှာစစ်ဘက်ဝန်ထမ်းတွေဘယ်လောက်တက်ကြိုးမှာလေ့ကျင့်သင်ကြားပေးရတဲ့ကိုနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နေရပဲဖြစ်ပါတယ်။ဒါအပြင်စီရေးပူပေါင်းဆိုင်ရမှုတွေအပြင်စီးပွားရေးနယ်ပယ်အတွက်လည်းပို့ကုန်သွင်းကုန်တွေဘန်လုံငန်းတွေပူပေါင်းဆိုင်ဖို့နားလည်မှုစာချုပ်လာရေးထုတ်တာဖြစ်ပါတယ်။မြန်မာနိုင်ငံထုတ်ကုန်တွေကိုဘယ်လောက်နိုင်ငံကိုတင်ပို့နိုင်ဖို့အတွက်ဘယ်လောက်နိုင်ငံကပို့ကုန်ချင်းငွေပံ့ပိုးပေးဖို့ရှိတယ်လို့စရုပ်စုလောက်ကံပို့ပန်းထုတ်ပြန်ကြတဲ့ရသေးပါတယ်။ ဆက်လက်ပြီးမြန်မာချင်းနေတိုးတက်လာလို့ TPS ရုပ်သိမ်းနေဆိုတဲ့ American ထုတ်ပြန်ချက်ပေါ်လူခွင့်ရဖွဲ့ရဲ့ပြင်ထန်ဝေဖန်မြန်မာနိုင်ငံအုပ်ချုပ်ရေးနဲ့တည်ငြိမ်မှုတွေကထင်သာမြင်သာတိုးတက်လာနေပြီးတော့အကြောင်းပြချက်ပေးပြီးမြန်မာနိုင်ငံသားတွေပေါ်အကာအကွယ်ပေးထားတဲ့သတ်မှတ်ချက်တခုကိုရုပ်သိမ်းခဲ့တဲ့ American သမ္မတ Donald Trump ရဲ့ဆုံးဖြတ်ချက်ကိုလူခွင့်ရဖွဲ့စီကဝေဖန်ပြတင်နေကြပါတယ် ဟာနာသိမ်းမြန်မာစစ်တပ်ကနိုင်ငံထဲမှာပြည်သွေးပေါ်ရက်ဆက်ကြမ်းကြုတ်တဲ့ဖိနှိပ်မှုတွေဆက်လက်ကျူးလွန်နေပြီးဆရာဆွေမှုနဲ့ဆွဲချက်တင်မှုတောင်းဆိုမှုရှိနေချိန်မှာထရန့်ရဲ့ဆွေအားကပြည်တွင်းရောက်မြန်မာနိုင်ငံသားတွေအတွက်ပြည်ရထားအရာကြီးကာကွယ်ပေးသတ်မှတ်ချက်ကိုရုပ်သိမ်းမှုဆုံးဖြတ်ခဲ့ပါတယ်။ TPS ဆိုတာကစစ်ပေးတဲ့သဘာဝေးကြုံတွေ့နေနိုင်ငံနေစီပြန်သွားဖို့အခြေအနေမပေးသေးတဲ့နိုင်ငံသားတွေကိုအမေရိကန်ကအရာကြီးခုလုံခွင့်ပေးထားခြင်းမျိုးဖြစ်တယ်။နိုဝင်ဘာ24ရက်နေ့မှာအမေရိကန်ပြည်တွင်းလုံခြုံရေးဝန်ကြီးခရစ်စတိုနိုအမ်ရဲ့အမိန့်ကြေညာချက်အရဇန်နဝါရီလ26ရက်နေ့တိုင်းမြန်မာနိုင်ငံသားတွေအတွက် TPS ခွင့်ပြုမှုဆောင်သက်တော်မှာဖြစ်ပါတယ်။ ထောက်ပြန်ချက်တဲမှာမြန်မာစစ်တပ်အတီစင်မာလာကြိုင်လွတ်လပ်ပြီးတရားမျှတရေကောက်ပွဲတစ်ခုကျင်းပဖို့စီစဉ်နေသောတိုင်းဒါလက်နက်ကိုင်အဖွဲ့တချို့နဲ့တိုင်းဒါလက်နက်ကိုင်အပြစ်ခတ်ရဲဆဲမှုတွေအောင်မြင်မြင်လှုပ်ဆောင်ခဲ့အခြေအနေကြောင့်မြန်မာနိုင်ငံသားတွေအတွက် TPS မလိုအပ်တော့လို့ယူဆကြောင်းလို့အမကမှတ်ချက်ပေးပါတယ်မြန်မာနိုင်ငံသားတွေတနေရက်ကိုဘေးကင်းရေးပြန်သွားနိုင်လောက်တဲ့အချိန်မြန်မာနိုင်ငံအခြေအနေကလုံလုံလောက်လောက်တိုးတက်လာနေပြီလို့ NOAM ကဆိုတယ်။ဒါပေမဲ့အခုလိုဆုံးဖြတ်ကြလူခွင့်အရွှေတွေအတွက်တော့အကြီးအကျယ်ဝေဖန်စရာဖြစ်လာပါဗျ။ တို့တပည့်တိုက်ခိုင်ရာဆိုရီအလုံးကိုဖန်စီနှိမ့်ဆက်ထားပြီးတစ်ဖက်သက်ချဲလဲကျင်းပမဲ့ရွေးကောက်ပွဲကိုနိုင်ငံတကာကအတုအယောင်တစ်ခုလိုကန့်ကွက်နေချိန်မှာအမေရိကန် TPS ရုပ်သိမ်းချင်တာတစ်ခုရဲ့အတွက်နဲ့လွတ်လပ်ပြီးတရားမျှတလို့သဘောထားအမှတ်ချက်ပေးထားခြင်းကစိုးရင်ကြရဖြစ်လာစေပါတယ်။ TPS ကိုင်ဆောင်သူတွေကိုနိုအန်ဆက်ဆံနေပုံကသူမိသားစုမွေးထားအခွဲကိုဆက်ဆံတဲ့ပုံစံနဲ့တူနေကြောင်းသူခွဲကအမှုချက်မကောင်းလို့ဆိုပြီးနိုအမ်ကတနက်နဲ့သူ့ရဲ့ပြစ်တက်ခဲ့မှုကြောင့်လက်ရှိသူ့ရဲ့အမိန်တိုင်း80အကောင့်ထက်ပေါ်မယ်ဆိုရင်နိုဟာသူတို့ကိုမြန်မာနိုင်ငံမှာဖမ်းဆီးထောင်ချာနှိပ်စက်တာရုပ်စာဆောင်တပ်ဖြတ်ခံရတာကြီးကြောင့်နောက်မှပြန်ပို့မယ်သဘောဖြစ်နေကြောင်းအာရှလူခွေရင်နဲ့လုံသားရဲ့အကူအညီဖွဲ့ဒရိုက်တာ Fio Bucksan ကဝေဖန်ခဲ့တယ်သူကလာမယ့်မြန်မာရွေးကောက်ပွဲကလွတ်လပ်ပြီးတရားမျှတမယ်လို့နိုဝမ်ကထင်နေတော့အရန်စိတ်ကြောက်ကြောက်ဖြစ်နေတဲ့သဘောလို့သတ်မှတ်နိုင်ကြတယ်။ အမျိုးသားညီညွတ်ရေးဆိုရအန်ယူဂျီပြောရေးဆိုခွင့်ရှိသူဦးနေဖောလက်ကလည်းစစ်တပ်ဟာအရက်သားပြည်သူတွေကိုအဓမ္မစစ်မှုတန်းစုဆောင်တာရွေချက်ရှိရှိပြစ်မှတ်ထားတိုက်ခိုက်တာနေ့စဉ်ကျွလွန်နေပြီးစစ်တပ်ကျင်းပမဲ့ရွေးကောက်ပွဲဆိုတာကလည်းတကယ်ပြိုင်ဘက်တွေကိုဖိတ်ထုတ်ထားပြီးဘယ်သူမှလည်းတရားဝင်လို့လက်မခံထားကြောင်းထုတ်ပြထားပါတယ်။ဒီပြေရုပ်သိမ်းမှုနဲ့ပတ်သက်လို့အမေရိကန်ကပေးတဲ့အကြောင်းပြချက်ကမြန်မာရဲ့လက်တွေ့အရှိတရားတွေကိုမထင်ဟပ်ကြောင်းဆိုတဲ့ NOM ကသူ့ရဲ့ TPS ရုပ်သိမ်းမှုကြေညာချက်မှာသူဟာနိုင်ငံခြားရေးဝန်ကြီးဌာနဆီကအကြံဉာဏ်ယူခဲ့လို့အကြောင်းပြချက်ပေးထားပါတယ်။ ဒါပေမဲ့နိုင်ငံခြားရေးဝန်ကြီးဌာနမြန်မာလူ့အခွင့်အရေးဆိုင်ရာနောက်ဆုံးသဘောထားထုတ်ပြန်ချက်မှာတော့တရားလက်မဲ့တပ်ဖြတ်မှုဖျောက်ဖျက်မှုနှိပ်စက်မှုရက်ဆက်စွာနဲ့လူမဆန်စွာပြစ်မှုမှုကြမ်းကြုတ်တဲ့အဖြစ်ပေမှုဖမ်းဆီးချုံနောက်မှုတွေကြကြမြတ်မြတ်ဖြစ်ပေါ်နေစေလို့ဖော်ပြပါဗျာ။ အာနာသိန်းစစ်တပ်သတင်းထုတ်ပြန်ရေးအဖွဲ့ကောင်းဆောင်ပေါ်ကျုပ်စောမင်းထွန်းကအမေရိကန်အခုထုတ်ပြန်ကြအပြုသဘောဆောင်နဲ့ထုတ်ပြန်ကြလို့မှတ်ယူပြီးအမေရိကန်ကမြန်မာပြည်ပြန်လာလို့ရတယ်လို့ကြေဆိုပါတယ်။ဒါရင်မကတဲ့ပဲနိုင်ငံခြားရေးဝန်ကြီးဌာနအမေရိကန်နိုင်ငံသားတွေအတွက်ခီးတော်မှုဆိုင်ရာနောက်ဆုံးထုတ်အကြံပေးချက်မှာတော့မြန်မာဟာလုံအောင်အုပ်တုံရှောင်းကွင်းတဲ့နိုင်ငံတစ်ခုဖြစ်စဉ်းသွင်းထားတယ်။အဲဒီချက်နဲ့မြို့မှာနိုဝင်ကမြန်မာနိုင်ငံအနေထားတိုးတက်မှုရရှိလာပြီးလို့သုံးသပ်ခဲ့တာဖြစ်ပါတယ်။လူ့ခွင့်ဆောင်ကြည့်အဖွဲ့အားရှာရီယာဒရိုက်တာဂျွန်စစ်တန်ကမြန်မာနိုင်ငံအကြောင်း ကြက်ပြက်စုံလင်းတဲ့သတင်းဖော်ပြချက်တွေနဲ့ပြည်ရင်းလုံခြုံရေးကြီးဌာနသုံးသက်ချက်ကြားမှာရှုထောင့်တိုင်လို့လို့ရှင်တော့မညီဖြစ်နေလို့ပြောတယ်။မြန်မာနိုင်ငံသားတွေပေါ် TPS ရုပ်သိမ်းမှုအတွက်ပြည်ရင်းလုံခြုံရေးဝန်ကြီးဌာနကပေးခဲ့အကြောင်းပြချက်မျက်နှာပြောင်တိုက်လွန်ရကြနေရကြောင့်ဘယ်လူမျိုးတွေယုံမလဲဆိုတာကိုတွေးတောင်မတွေးတဲ့အကြောင်းဘယ်သူမှလည်းယုံမလို့မထင်ကြောင်းစစ်တမ်းကဝေဖန်သွားပါတယ်။ဆက်လက်ပြီးအာနာသိန်းစကာလုံစီဝေးမှပေါဝင်ခဲ့မြောက်လိုင်းတဲ့အပေါင်းပါတွေကိုဂျက်ဖတ်တမိုင်းအဖြစ် NUG ကျင်းညာ စစ်တပ်အနာသိမ်းခဲ2021ဖေဖော်ဝါရီလတရမဆေးစုကဥပဒေမဲ့ပြုလုပ်ခဲ့တဲ့အမျိုးသားကာကွယ်ရေးလုံခြုံရေးကောင်စီအစည်းအဝေးမှာပါဝင်ခဲ့တဲ့မင်းအောင်လိုက်တဲ့အပေါင်းအပါစုစုပေါင်း6ဦးကိုဂျက်ဖတ်တမိုင်းဖြစ်သတ်မှတ်ကြေညာလိုက်ကြောင်းအမျိုးသားညွှန်ရေးရအန်ယူဂျီဂျက်ဖတ်တိုက်ဖြတ်ရေးဗဟုအဖွဲ့ကနိုဝင်ဘာ25ရက်နေ့နေ့စွဲနဲ့ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ပြည်သူလူထုရဲကောက်တင်မြှောက်ထားတဲ့နိုင်ငံတော်သမ္မတဦးဝင်းမြင့်နိုင်ငံတော်ဤတိုင်းပင်ခံပုံကိုဒေါန်ဆန်းစုကြည်ဦးဆောင်တဲ့ပြည်သူ့ဆွေအောက်ဖွဲ့ဝင်တွေကိုမန္တလေးဖမ်းဆီးကနိုင်ငံတော်ပုံကတ်မှုကိုကျွလွန်ခဲ့အဓိကတရားခံတွေဖြစ်တဲ့ဒုသမ္မတဦးမြင့်စိတ်စေကောင်းဆောင်မေအောင်လိုင်းဒုစိတ်ကောင်းဆောင်ဆိုဝင်ဒုဗိုလ်ချုပ်ကြီးစိန်ဝင်း ဒုဗိုလ်ချုပ်ကြီးစိုးထိုးဒုဗိုလ်ချုပ်ကြီးရဲအောင်တို့ကိုစက်ဖက်သမိုင်းဖြစ်တမန်လိုက်ကြောင်းကြေညာခဲ့ပါတယ်မြန်မာနိုင်ငံမှာနိုင်ငံကောင်းဆောင်တွေကိုမတရားဖန်ဆီးထောင်ချပြီးတော့နိုင်ငံတော်ပုံကံမှုကိုကျူးလွန်ခဲ့တာဝန်ရှိသူတွေအဖွဲ့အစည်းကိုတော့ CIA page ပြည်တော်စုလွတ်တော်ကိုစားပြုကော်မတီအရရော NGO နေနဲ့ရောစက်ဖက်ဖွဲ့တွေဖြစ်ကြေညာခဲ့ပြီးဖြစ်ပါတယ် ါကအခုထပ်ပြီးထုတ်တာကအထူးသဖြင့်အဓိကနံပါတ်နဲ့ထပ်မှန်ပြီးထုတ်ပြန်တာဖြစ်တယ်။အခု slash ရှိထုတ်လိုက်တဲ့ကာလောင်ဖတ်ဝင်တွေကတော့အာနာသိမ့်မှုဖြစ်စဉ်မှာအဓိကတာဝန်ရှိဆုံးလို့ပြောလို့ရတဲ့နိုင်ငံကောင်းဆောင်တွေကိုမတရားဖန်ဆီးရမှာအဓိကတာဝန်ရှိဆုံးလို့ပြောလို့ရတဲ့သူတွေပါ။ ဆလာပြောလဲအမိထုတ်ဖို့ပြီးတော့ဂျက်ဖတ်သမိုင်းဖြစ်ကျင်ညာမှုတွေကိုစတိုက်ပြုတ်လို့သွားဖို့ရှိရလို့ဦးနေဖုံလကပြောတယ်။ခုဂျက်ဖတ်သမိုင်းဖြစ်အနူချစ်ကကျင်ညာခဲ့သူ၆ဦးမှာဝမျက်ဆရာတိတ်ဆုံသားဖြစ်သူရင်ကကာကွယ်ပြည်တဲ့နဲ့နဲ့ဆက်ရဝင်ချင်းဖြစ်တောင်းဝင်ယူခဲ့ဒုဗိုလ်ချုပ်ကြီးစိန်ဝင်ဒုဗိုလ်ချုပ်ကြီးစုထုံးနဲ့ဒုဗိုလ်ချုပ်ကြီးရောက်တော့ဟာလဲစစ်တပ်ကအနာပိတ်ခံတာဖြစ်တယ်။အနူချစ်ဂျက်ဖတ်တိုက်ဖြတ်ရေးဗဟိုဘွဲ့အနေနဲ့နိုင်ငံတော်ပုံကံမှုကိုကျွလို့နဲ့မဲအောင်လိုက်တဲ့အပေါင်းပါတွေကိုဥပဒေအရအေးအေးယူနိုင်ကြိုးပမ်းသွားမယ်လို့ထုတ်ပြန်ထားပြီးတော်လိုင်းအရာဆွေနဲ့ပြည်သူတွေပူးပေါင်းဆောင်ရွက်မယ်လို့တိုက်တွန်းထားပါတယ်။ ဆလဘီစားလင်းချင်းတဲ့တင်းနှိုင်းမြို့နယ်မှာတိုက်ပွဲဖြစ်ပွားပြီးစစ်တပ်ဘက်က35နီးပါးတင်ဆောင်စစ်တပ်ကပြည်သူရှေ့ကိုတပ်ဖြတ်ခဲ့။သခိုင်းနိုင်စားလင်းချင်းမြို့နယ်ဝမ်ပေါင်ကမ်ပဏီမှာတက်ဆွဲထားတဲ့စစ်တပ်နဲ့စစ်ကြောင်းတိုက်ခိုက်ရာစစ်သား30ကျော်တင်ဆောင်ပြီးစစ်တပ်ကပြည်သူရှေ့ကိုတပ်ဖြတ်ခဲ့ကြောင်းတော်လိုင်းသတင်းမြင့်နဲ့ဒီပြပြောဆိုရဲအော်တိုဘလာတွင်စားလင်းချင်းမြို့နယ်ဝမ်ပေါင်ကမ်ပဏီတွင်ကိုအနောက်မြောက်တိုင်းစစ်ထာနာချုပ်နမခါကနေစစ်သား900ခန့်ပို့ဆောင်ခဲ့ကြောင်းထို့သောအရာဖြစ်တင်ပြတဲ့အော်တိုဘာ16ရက်မနက်9နာရီခန့်ကစပြီးပြည်သူနှုတ်ကိုလူသားတိုင်းကဖြစ်အုံချပြီးစားလင်းမြွနဲ့အတွင်းလှည့်လည်ဆက်ကြောင်းထုတ်ခဲ့ပြ သူကာကွယ်ပူးပေါင်းတပ်ဖွဲ့နဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ထို့သောစစ်ကြောင်းထုတ်ကပြည်သူလူထုကိုဖမ်းဆီးတပ်ဖြတ်ခြင်းနှင့်နေကိုမိရှုဖျက်ဆီးခြင်းလှုပ်ဆောင်နေမှုကြောင့်ပြည်သူကာကွယ်ပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်းစစ်သားရဲ့တပ်ဆွဲထားဝမ်ပေါင်းကုမ္ပဏီတွင်ကို rocket လက်နက်ကျင်းနဲ့အလုံး90ကျော်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ။မြင်းချက်ဖက်စတက်စကြောင်းကဖောင်ကရရကိုဖျက်ခါဆာလင်းချင်းမျိုးပေါ်ရှိရဲစကန်ကိုအင်အားဖြည့်တင်ရဖြစ်ပြီးတော့အင်အားစုဖွဲ့မိပါကဆာလင်းချင်းမျိုးနဲ့တခုလုံးစစ်ကြောင်းထုံးမှွင်နိုင်စူးစမ်းနေခြင်းဖြစ်ကြောင်းထို့တော်လည်းဆာလင်းချင်းမျိုးနဲ့ချိန်ဆိုင်တော်လည်းအင်အားရွှေကစုဖွဲ့မှုအကောင်ကောင်နဲ့အခုကတိုက်ခိုက်လျက်ရှိရာဒေါ်လာကျော်အထိရှေ့ဆက်တွန်းနိုင်ခြင်းရှိသေးကြောင်းသိရပါဗျ။ အထင်အားဂျပန်စစ်တပ်ကဒေသနေပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်ခြင်းပရမော်တာနဲ့ပုံကျတိုက်ခိုက်ခြင်းတို့လှုံ့ဆော်ခဲ့ရာထန်ပူရမ2ဦး၊ဆက်တဲရမ3ဦး၊တဲကော့ကြီးရမ2ဦး၊ကုရုကုံရွာကတ2ဦးစုစုပေါင်း6ဦးသေဆုံးပြီး10ဦးကျော်တရားရရှိခဲ့ပါတယ်။အလားတူတနင်္သာရီတိုင်းတနင်္သာရီမြို့နယ်တစ်ပင်6ရွာနီမှာတက်ဆွဲထားတဲ့ဂျပန်စစ်တပ်ဝေရောက်တိုက်ခိုက်ရမှာစစ်သား4ဦးသေဆုံးခဲ့ကြောင်း People Defense Force မြေခင်တဲနှစ်တာဝန်ရှိသူကပြောပါတယ်။နိုဝင်ဘာလ25ရက်နေ့မွန်လယ်တနင်္သာရီခန့်မှာတနင်္သာရီမြို့နယ်တစ်ပင်6ရွာနီတက်ဆွဲထားတဲ့ဂျပန်စစ်သားတွေကိုဒေါ်လိန်တပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ ထိုတိုင်းကမူတွင်ဂျပန်စစ်တပ်ဘက်ကစစ်သားလေးဦးသေဆုံးခဲ့ပြီးတော်လင်းရဲဘော်အထိကိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။စစ်ခွေးတင်ဆင်းကလေးဦးသေဆုံးနဲ့ရဲဘော်တွေလည်းကြာရမြင်တယ်လို့ပြောပါတယ်။စစ်ခွေးအင်အားကတော့90ဝန်းကျင်ခန့်ကျော်ရှိတယ်။စစ်ခွေးတင်ဆင်းကထပ်တိုးတရားမျိုးမရှိပါဘူး။တော်လင်းရဲဘော်အထိကိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်။ဆိုပါတိုက်ခိုက်မှုကိုမြေခရိုင်တိုင်းနှင့်တန်ရင်နဲ့နင်းဆိုင်ဘက်ကဖပူပေါင်းတို့ကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းနင်းဆိုင်မြို့နယ်တွင်တိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားလျက်ရှိရာကြောင့်ပြည်သူများအနေနဲ့တတိရှိစွာသွားလာကြပိုင်း People Defense Force မြေခရိုင်တိုင်းနှင့်တာဝန်ရှိသူကဆက်လက်ပြောဆို ထားပါတယ်။နောက်ဆက်အပိကြအတွက်ထူပင်ကျေးဇူးတင်ရှိပါရရှင်။